ရနေညမှာကျွန်တော်တို့ကဒီအနားလေးမှာပေါ့နော်၄ထည့်ရဲ့စောင်းမှာ၄ပဋိဒိတ်၄ထည့်ရဲ့စောင်းမှာ၄ပဋိဒိတ်၄ထည့်ရဲ့စောင်းမှာ၄ပဋိဒိတ်ကျွန်တော်လီ၄ပဋိဒိတ်ကလေးကိုပဲဒါဩကွက်ထုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့တင်းလိုက်တယ်ပေါ့နော်ပြီးကြလို့ရှိရင်လည်းကျွန်တော်ကဒီ၁၂နှစ်လောက်မှာပေါ့နော် ဝမ်းကြီးဆိုင်ကလေးတစ်ခါထပ်တင်ပေးလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကလင်နာတကြောလုံးမှာ၄၁0လို့ထွက်တာလဲဒါကလင်နာတကြောလုံးမှာ၄၁0ထွက်တာ၃ခက်ပဲရှိရပေါ့နော်ကျွန်တော်2017မှာတစ်ချိန်ထွက်တယ်ပေါ့နော်2020နှစ်မှာတစ်ချိန်ထွက်တယ်ပေါ့နော်2023မှာတစ်ချိန်ထွက်တယ်ပေါ့နော်အဲ့လို၄၁0ထွက်ပြရတယ်သူ့ရဲ့ဆောင်းကနေ၁၂၃၃၃ချိန်ကြီးလိုက်ပေါ့နော်လေးတခွန်ရဲ့ဆောင်းမှာထွက်တဲ့ဒီ603ဆိုတဲ့ကဏ္ဍပရိတ်6ကဏ္ဍထွက်တာပေါ့နော်ပရိတ်6ပြီးတော့ပရိတ်9ပရိတ်4သူကအဲ့လိုတော့တာပေါ့နော်လေးတခွန်နေ1 2 3 3ချိန်ဆင်းလိုက်6ပရိတ်လို့ရိုက်တယ် ဲ6ပြိတ်ကဘယ်ရကနန်းလဲဆိုရင်သူကတိတိပပလောက်တယ်နော်ဒီ၄တခွန်ရဲ့အောက်က380ဒီကိုဝမ်းချင်းရိုက်ပြီးတော့ဗရိတ်ချက်ကိုရိုက်တာနော်ဗရိတ်ချက်ကိုရိုက်တာဆိုတော့သူက3ခွန်လွဲကိုဒီ3ခွန်ရှိတဲ့ဘိုင်နဲ့ဗရိတ်ချက်ဖြစ်အောင်3 3ခွန်တွဲဘိုင်းနဲ့ပေါ့နော်ဒီ3ခွန်ရှိတဲ့ဘိုင်းနဲ့ပရိတ်6ဖြစ်အောင်6ကပ်ပြီးတော့မှ तू ကဒီ6ခွန်3ဆိုပြီးတော့ तू ကကနန်းတဲ့တကွတ်ထွက်တာတကွတ်ထွက်တာပေါ့နော်ဒီမှာတကပ်ပေါ့နော်ဒီမှာလည်း4တခွန်လို့ထွက်တယ်ပေါ့နော် လေးတကောင်းလို့ထုတ်ပြရတယ်သူကနေ၁၂၃၃ချိန်ရီလိုက်ဘရိတ်၆ပြီးတော့ဘရိတ်၅လို့သူ့ရဲ့ဆောင်းမှာရိုက်တယ်ပေါ့နော်အဲရိုက်တဲ့ကဏ္ဍဘယ်ကဏ္ဍလဲဆိုရင်လေးတကောင်းရဲ့အောက်ကဒီသူ့ရှိထွေးလေးပဲပေါ့နော်ဒီမှာကျွန်တော်တို့ဒီ၃ခွန်တွဲကို၆ဖြစ်အောင်၆ကပ်ပြီးတော့ပေါ့နော်ဒီမှာ၃ခွန်ဘူးဖြစ်တဲ့အတွက်၆ဖြစ်၆ပြိတ်ဖြစ်အောင်၆ကပ်ပြီးတော့ 603ဆိုပြီးသူကရိုက်တယ်နော်ဒီမှာ610လို့ရိုက်တယ်610ရဲ့အောက်က63ညာအတွဲရှီးတွဲလေးကိုပဲသူကဘိုင်းယူပြီးတော့မှ6ပြိပြီးတော့9ပြိဖြစ်အောင်တက်ကပ်ပြီးတော့3ညာ61ဆိုပြီးတော့သူကတစ်ခွက်ထဲထွက်သွားတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ610လို့ရိုက်တယ်610ရဲ့အောက်က69တွဲကို လေးတခွန်ရဲ့အောက်ကဒီလေးတခွန်လေးတဲနဲ့၃၃ချိန်မှာပေါ့နော်ဘရိတ်၆ဘရိတ်၅ပြီးတော့ဘရိတ်၄ဒီနားလေးမှာထွက်ရမှာပေါ့နော်အဲလေးတခွန်ရဲ့အောက်က၆၅တွဲလေးကိုဘရိတ်လေးဖြစ်အောင်သုံးကပ်ပြီးတော့မှဒါ၅၆၃ဆိုပြီးတော့ဒီမှာထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဘရိတ်လေးလက်တင်ခဲ့တယ်ပေါ့နော်ဒီ၆၅နဲ့ဒီ line လေးနဲ့လေးတခွန်ထွက်ပြီးဒီဒီဆောင်းလေးဒီမှာဒါ၆၅နဲ့1ချိန်ဆိုပြီးကျွန်တော်တင်လိုက်ထားလည်းရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဘရိတ်လေးလက်အောက်ကထုတ်ထားတယ်၆၅နဲ့1ချိန်လေးလည်းဖြစ်တယ်ဆိုတော့ဒါ ဖြစ်တဲ့ line လေးကျွန်တော်တင်ခဲ့တာပေါ့เนาะတင်ခဲ့တဲ့အတွက်ဒါကျွန်တော်တို့ဒီ U သုံးပြီးတော့မှပရိလေးခွေမယ်ဆိုရင်သူက6ငါးနဲ့1ချိန်နဲ့ဆိုရင်6နှစ်အတွဲရှိမယ်ပေါ့เนาะ6ငါးအတွဲရှိမယ်ပေါ့เนาะ9နှစ်အတွဲရှိမယ်ပေါ့เนาะ6ငါးနဲ့1ချိန်ဆိုတော့အဲ့ထဲမှာ6နှစ်6တို့6ငါး3တို့9နှစ်9တို့ဒီ3ခွေပဲရှိတာပေါ့เนาะအဲ့ဒီ3ခွေထဲမှာကျွန်တော်ကဒီအပူခွနဲ့ break နှစ်ကို6ပိုင်းလည်းရှိတယ်အပူခွနဲ့ break ဒီအပူခွလည်းဖြစ်ရမယ်ဆိုတော့6နှစ်6ကိုဩခွက်ထဲမှာဒါထည့်ပြလိုက်တာပေါ့เนาะ ဒီ653ကိုတော့မပြမိလိုက်တဲ့အတွက်ကျွန်တော်ဟိုလာရောက်အပ်ပြီးတဲ့မိတ်ဆွေတွေမရလိုက်ဘူးပေါ့နော်အဲ့တော့ဘရိတ်လေးတော့ဘရိတ်လေးကိုမှကျွန်တော်ကဒီ65ရွဲမြင်းနေရတဲ့နဲ့ပေါ့နော်65ရွဲဩသူကရှီရွဲလေးတွေနဲ့ဘရိတ်လေးရိုက်နေတာဒီမှာလည်းကျွန်တော်တို့ရှီရွဲလေးနဲ့ဘရိတ်လေးဘရိတ်လေးဘရိတ်ချက်ပြီးတော့ဘရိတ်ငါလို့ရိုက်တယ်ပေါ့နော်ရှီရွဲလေးနဲ့ဘရိတ်လေးရိုက်ရမယ်ဆိုတော့653ကြီးလည်းရှိတယ်ဆိုပြီးတော့ဒါကြီးထပ်ပြီးတော့မပြမိဘူးပေါ့နော် မပြမိတဲ့အတွက်6နဲ့6ပဲဩကွက်ထုတ်ပြီးတော့6 5 3ညီဒီငါနဲ့ကွန်ဒီနှစ်ကွက်ကိုချမ်းခဲ့တဲ့အတွက်ကျွန်တော်တို့ကဒါမရလိုက်ဘူးပေါ့နော်မရလိုက်တဲ့အတွက်လည်းရန်ကြီးအားနာပါရဲ့နော်နောက်ထပ်ကျွန်တော်တို့ဒီ line ပေါ်မှာဒီကျွန်တော်၄ထိပ်စီရဲ့ဆောင်းမှာပရိလေး၄ထိပ်စီရဲ့ဆောင်းမှာပရိလေး၄ထိပ်စီရဲ့ဆောင်းမှာပရိလေးလို့တင်ခဲ့တယ်လို့ပဲနောက်ထပ်ကျွန်တော်မမာရီပြခဲ့သေးတယ်ပေါ့နော်ဒီ၃ထိပ်စီရဲ့အောက်မှာ၃နောက်ပိတ်လို့ရတယ်၃ည၃တွဲလို့ရတယ်အဲ့လို၃ည၃တွဲဒီ၃ထောက်၃ထိပ်စီရဲ့ ဒီနောက်နှလုံးပေါင်းသုံးပေါ့နော်နောက်နှလုံးပေါင်းသုံးပုံမှာ3-3ဒွဲနဲ့3-5နဲ့3နောက်ပိတ်နဲ့3နာပေါ့နော်အဲ့တော့ဒီ3လုံးပေါင်းခြင်းကို6ဖြစ်လို့ပေါ့နော်သူ့ရဲ့ဘေးနာလည်းမ6ရဲ့ပါပါတက်ပရိတ်လို့ရတယ်ပေါ့နော်အဲ့လိုတက်ပရိတ်ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်မှာလည်း4ပရိတ်ဆိုတော့ကဏ္ဍထွက်တယ်ပေါ့နော်နောက်ဒီနေ့4ပရိတ်ကလေးကျွန်တော်ဖမ်းတာပေါ့နော်ဒီမှာလည်း3ထိပ်စီက3နောက်ပိတ်လို့ရိုက်တယ်3-5ခါလို့ခံတယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းကို6ဖြစ်လို့6ရဲ့ပါဝါဒီသူ့ရဲ့ဘေးနာလည်းမှာတက်ပရိတ်လို့ရိုက်တယ်ပေါ့နော် တက်ပရိတ်လို့ရိုက်ပြရကြမှာသူ့ရဲ့အောက်မှာ၄ပရိတ်ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီသုံးထိပ်စီရသုံးနောက်ပိတ်လို့ရိုက်တယ်သုံးညာသုံးတွဲလို့ရိုက်တယ်သူ့ရဲ့ဘေးနားလေးမှာရှေ့ကအတိုင်းမှာပရိတ်တက်လို့ရိုက်ထားတယ်ဒီနားလေးမှာပရိတ်လေးပေါ့နော်ဒီလိုင်းလေးနဲ့ဆိုရင်လဲပရိတ်လေးဒီလိုင်းလေးနဲ့ဆိုလဲပရိတ်လေးဒီလိုင်းလေးနဲ့ဆိုလဲပရိတ်လေးပေါ့နော်ဒီလိုဖြစ်ပြီးတာနဲ့သူ့ရဲ့ဘေးနားလေးမှာပရိတ်တက်လို့ရရဲ့အောက်မှာဒါ၄ပရိတ်ဆိုတဲ့ကဏ္ဍရိုက်တာပေါ့နော်ပရိတ်တက်ရအောင်မှာ၄ပရိတ်လို့ရိုက်တာပေါ့နော်အဲ့တော့ဒီနားလေးမှာပရိတ်တက်ရအောင်မှာ၄ပရိတ်ဆိုပြီးတော့ သူ6 9ရွဲပိုင်းလည်းရှိတယ်ဒါ3 4ကပ်ပြီးတော့အလွယ်တကူပဲတကွက်ထဲထုတ်ရမယ်ကနောင်းကျွန်တော်ဘူးခွကြိုက်တယ်လေ6 6နဲ့ဆိုပြီးတော့ကျွန်တော်ဒီရှိရွဲလေးကိုမယူဘဲနဲ့ဒီအချိန်မှာတော့ဒီ6ပိုင်း2ပိုင်းလေးကလည်းကြိုက်တာနဲ့ဒီ6နဲ့အတွဲနဲ့နှက်တွဲပြီးလိုက်တာပေါ့နော်အဲ့တော့5 6 3ဆိုတဲ့ကနောင်းမပါသွားဘူးမပါသွားတဲ့အတွဲမရလိုက်ဘူးပေါ့နော်6 9နဲ့ဝန်းကြီးလည်းမှန်တယ်ပရိလေးလည်းမှန်တယ်ဒီ၃ခွက်ထိုးရမှာဟိုဒီတစ်ခွက်ပဲကျွန်တော်ကောက်ထုတ်လိုက်တာပေါ့နော်တယူတန်းပြီးတော့ ဲ့တော့မရလိုက်ဘူးပေါ့နော်မရလိုက်တဲ့အတွက်ကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုရန်ကြီးပဲအားနာပါရနော်ဒီနေ့ညမှာကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေတွေကိုထပ်ပြီးတော့ဒါကျေးဇူးဆက်ချင်တာပေါ့နော်ဒါအတွေ့ဖိုင်ဆိုင်ကလေးနဲ့ brake brake ဒါ brake cycle တစ်ခုနဲ့ပေါ့နော်ကနန်းတစ်ခွက် ကျွန်တော်ထည့်ပြီးမယ်နော်အမှန်တော့10ခွက်လိုက်အထက်နေမှာတစ်ခွက်ထပ်ပြပေးမယ်နော်အဲ့တော့ဒီမှာ၄တခွန်လို့ထွက်တယ်ပေါ့နော်၄တခွန်နေ၄နဲ့၃၃ညရည်လိုက်သူကျွန်တော်စောတော့ပြောလို့၃ခွန်တွဲဘိုင်နဲ့သူ6ပြည့်ဖြစ်အောင်6ကပြီး6ခွန်3ဆိုထွက်တယ်ပေါ့နော်အဲ့လိုထွက်တယ်လို့ပဲသူ့ရဲ့အောက်မှာထွက်တာ9ညာ5ဆိုတဲ့ခေါ်ကသူ့ရဲ့ရှေ့ကကဏ1ချိန်ပေါ့နော်သူ့ရဲ့ရှေ့က1ချိန်ကဏ1ချိန်ဖြစ်တယ်လို့ပဲဒီ၃ခွန်တွဲဘိုင်ကဒီမှာ၃ခွန်တွဲဘိုင်နဲ့6ပြည့်ပေါက်တယ်လို့ပဲ 93ညတွဲอ่ะ93ညရှိတွဲอ่ะဒီမှာ93ညရှိတွဲလို့ပေးပြီးတော့ခဏတစ်ခွက်တည်းပေးသလားဗောနော်သူကတော့10ခွက် line ဒီ line နဲ့ဆို10ခွက် line ပြီးကြရင်ကျွန်တော်ခဏတစ်ခွက်တည်းချုပ်ပေးမယ်နော်အဲ့တော့ဒီမှာ၄တက်ခွန်လို့ထွက်တဲ့သူ့ရဲ့ဇောင်းမှာထွက်တဲ့ကောင်သူ့ရဲ့အောက်ကကောင်1ချင်းလို့ပဲပြောကြပါဆိုနော်ရှိတွဲပိုင်းနဲ့ဒီမှာ6ပရိတ်လို့ထွက်တဲ့သူ့ရဲ့အောက်မှာထွက်တဲ့93ညအငါဆိုတဲ့ကောင်ကသူ့ရဲ့ရှိရဲ့ခဏ1ချင်း1ချင်းဟိုမှာရှိတွဲပိုင်းနဲ့ဒီ93ညတွဲကိုသူ့ရဲ့နောက်မှာ93ညတွဲလို့ပဲရိုက်ပြီးတော့မှခဏတစ်ခွက်ကိုထွက်တာဗောနော်ဒါတက်ကတ်ဗောနော် ဒုတိယ၄တက်ခွန်လေးတော့မယ်နော်ဒီဒီမှာလည်း၄တက်ခွန်တက်ထွက်ပြီပေါ့နော်၄တက်ခွန်ကလည်း၃ကပ်ပဲရှိနော်၄တက်ခွန်ကနေတင်းနဲ့၃၃ချိန်ရီလိုက်သူ့ရဲ့အောက်က၄တက်ခွန်ရဲ့အောက်က၃ည၄တွဲဟာ၃ည၄တွဲလို့ရိုက်ပြီးတော့ပလိတ်ချုပ်ဘိန်း၅ဖြစ်အောင်တက်ကပ်ပြီးတော့လွယ်လွယ်ကူကူပဲ၃ည၄တက်ဆိုပြီးသူကထွက်သွားတယ်ပေါ့နော်အဲ့လိုထွက်ပြီးရတယ်သူ့ရဲ့အောက်မှာထွက်တယ်၈၆ခွန်ဆိုတဲ့ကောင်ကသူ့ရှိရကောင်ကခွန်ရှင်းနဲ့က၈၆ခွန်ဝမ်းကျင်ပေးသလားပေါ့နော်ဝမ်းကျင်ပေးတာကသူ့ရှိကအတိုင်းပဲကိုတုံည တွဲဟာသူ့ရဲ့အောက်မှာနောက်မှာလဲကိုးတုံညာတွဲလို့ရိုက်တယ်လို့ပဲဒီမှာလဲခွန်ရှစ်ရှိတွဲဟာသူ့ရဲ့ဒီဘက်နာမှာဒီကျွန်တော် brain ငါးရဲ့အောက်မှာခွန်ရှစ်အတွဲနဲ့ပဲသူကခဏန်းတစ်ခွက်ကိုသူကချပေးတာတွေ့တယ်ပေါ့နော်တတိယတစ်ခါကျွန်တော်တို့တွဲမယ်နော်ဒီမှာလဲကျွန်တော်တို့ဒီလေးတခုံလို့ရပြီနော်လေးတခုံအနေနဲ့3သုံးချိန်မြောက်ကိုကြည့်လိုက်ပါခင်ဗျာဒီနားလေးမှာကြားတယ်ခဏန်းဒီနားလေးမှာကြားတယ်ခဏန်းကကျွန်တော်တို့ဒီ6ငါးတွဲဟုတ် ဘရိတ်6ဘရိတ်5ဘရိတ်လေးဖြစ်အောင်တုံးခတ်ပြီးတော့မှ963ဆိုပြီးသူကထွက်တာပေါ့နော်သူရအောင်မှာဒီနားလေးမှာထွက်မဲ့ကနားသူရှိရဘေးရကောက်ရဒီဘေးရကောက်ရဝန်းချင်းလို့ဖြစ်ရမှာဆို68တဲ့ဝန်းချင်း68တဲ့ဝန်းချင်းကမှ68အတွဲပိုင်းနဲ့ဒီနားလေးမှာကနန်းတစ်ကွက်ထွက်ရမယ်ပေါ့နော်ထွက်ရမယ်ဆိုတော့ကျွန်တော်တို့ဒီနားလေးမှာဒါလေးရှစ်အတွဲဘိုင်းလေးကိုမှတ်ထားကြပါစို့နော်နောက်ထပ်ကျွန်တော်တစ်စိုက်ထပ်ပြမယ်နော်လေးရှစ်အတွဲဘိုင်းထဲမှာဘယ်ကနန်းလေးထိုးရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြပေးမယ်နော် ဲ့တော့ဒီမှာလေးထိပ်စီပရိတ်လေးလို့ရိုက်တယ်ပေါ့နော်လေးထိပ်စီပရိတ်လေးလို့ရိုက်ပြရသူ့ရဲ့အဆက်ကလည်းသူ့ရဲ့အောင်မှာပရိတ်တဲ့ဆိုတော့ကဏ္ဍကြီးထွက်တယ်နော်ဒီမှာလည်းကျွန်တော်တို့လေးထိပ်စီပရိတ်လေးလို့ရိုက်လေးထိပ်စီရဲ့အောင်မှာပရိတ်လေးလို့ရိုက်တယ်အဲ့လိုရိုက်ပြရသူ့ရဲ့အောင်မှာလည်းပရိတ်တဲ့လို့ထွက်တယ်နော်ဒီမှာလေးထိပ်စီပရိတ်လေးလို့ရိုက်ပြီဆိုတော့သူ့ရဲ့အောင်မှာပရိတ်တဲ့ဆို ကျွန်တော်တို့ကသူရှိကအတိုင်းပဲပေါ့နော်ဒီမှာကျွန်တော်တို့ကိုးတုံညာတွေဟာသူရပြင်လာမှာကိုးတုံညာတွေလို့ပြီးတယ်ခွန်ရှစ်တွေဟာခွန်ရှစ်တွေလို့ပြီးတယ်ဒီနိုင်မှာ၄ရှစ်တွေ၄ရှစ်ရှိတွေလေး၄ရှစ်ရှိတွေနဲ့သူဒီပြပေးမှာ break တက်ဒီ break break လေးလေးထိပ်စီရဲ့ဆောင်မှာ break လေး break လေးရဲ့အောက်မှာ break တဲ့လေးထိပ်စီရဲ့ဆောင်မှာ break လေး break လေးရဲ့အောက်မှာ break တဲ့လေးထိပ်စီရဲ့အောက်မှာ break လေး break လေးရဲ့အောက်မှာ break တဲ့ ူးရှိကတိုင်မရဲအမွဲဆို၄ရှစ်အတွဲပိုင်းနဲ့ပြိတ်တဲဆိုရင်ကျွန်တော်တို့ကကိုးလေးကပ်ပြီးတော့မှဒီဒီ၉ရှစ်လေးဆိုတဲ့ခဏဒီနားလေးမှာဒါထိုးရမှာပေါ့နော်ဒါကျွန်တော်ရဲ့သတိဒီမိတ်ဆွေတွေကိုပေါ့နော်စောစစ်စီကျေးဇူးဆက်ခြင်းလို့ပေါ့နော်ဝမ်းကျင်းလေးလည်းရှိတယ်ဒီမှာလည်းဝမ်းကျင်းလေးလည်းရှိတယ်ဝမ်းကျင်းနေမဟုတ်ဘူးပေါ့နော်သူကဒီရှိတွဲကသူဒီဘက်ကိုရှိတွဲဒီရှိတွဲလေးကဒီရှိ သူ့ရဲ့ဒီပဲဆောင်းကိုလုံးပိုင်ပေးတယ်လို့ပဲဒီရှီတွဲလေးကလည်းသူ့ရဲ့ဒီပဲဘေးကိုလုံးပိုင်ပေးတယ်ပေါ့နော်ဒီလေးတခွေအောက်က3ညာ4တွဲလေး3ညာ4ရှီတွဲလေးကဒီ3ညာ4တွဲလေးနဲ့ break 3ညာ4တွဲလေးလှမ်းပေးတယ်လို့ပဲဒီ သူ့ရဲ့ဘေးနားလေးကသူ့ရဲ့ဆောင်းလေးကခွန်ရှက်တွဲလေးကလည်းဒီမှာခွန်ရှက်တွဲလေးပေးထားတာတွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာလေးတစ်ခုလို့ထွက်ပြီးတော့ဒီမှာ6-9တွဲလေးကဒီကို6-9တွဲလို့လမ်းပေးတယ်လို့ပဲသူ့ရဲ့ဆောင်းကကျွန်တော်6-8တွဲလေးကဒီကို6-8တွဲပေးရမယ်ဆိုလို့ရှိရင်ဒီမှာ6-8တွဲဒါဘိုင်နီးပါးလောက်ရတာပေါ့နော်နောက်ထပ်ကျွန်တော်တို့ site တွေလည်းကနန်းတွေလည်းအများကြီးတင်ပေးဦးမှာပေါ့နော်နောက်ဆိုင်ကြီးကြိုင်လဲတခါထပ်ပြီးအားပေးပါဦးခင်ဗျာဒီမှာလဲလေးထိပ်စီဘရိတ်လေးလို့ရိုက်တဲ့သူ့ရဲ့အောက်မှာဘရိတ်တက်လေးထိပ်စီဘရိတ်လေးလို့ရိုက်တဲ့သူ့ရဲ့အောက်မှာဘရိတ်တက် ဒီမှာ brake လေး brake လေး brake လေးစောင်းစင်းတယ်လို့ brake တဲ့ brake တဲ့ brake တဲ့လို့စောင်းစင်းအောင်မလားအဲ့ဆိုရင်တော့၄၈၉ဆိုတော့ခဏ ၄၈အတွက်ပိုင်းနဲ့ဗရိတ်တက်ဖြစ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကကိုးကပ်ရမှာပေါ့နော်အဲ့တော့၄၈ကိုးလေးစောစီရញ្ញင်းလေးရញ្ញမ်းပေါ့နော်အတွဲလေးပဲယူယူဝမ်းချင်းလေးပဲယူယူဗရိတ်နဲ့အတွဲပြီးတော့ကိုးရှစ်လေးလေးပဲယူယူပေါ့နော်ကြိုက်နှစ်တဲ့ရစောစောယူပြီးတော့အသုံးလို့ရအောင်ဒါကျွန်တော်ရဲ့3 D မိတ်ဆွေများအတွက်စေတနာနဲ့ဒေးမိလိုက်ပါနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့တဲ့ဆိုရင် like နဲ့ subscribe လေးလုပ်ထားပါခင်ဗျာနောက်ထပ်စိုက်ကြည့်စိုက်ကောင်းနေလဲထပ်ပြီးတော့ဒါတင်ပေးပါအောင်မယ်နော်